ဒလင်လောက်မဲ့ဆိုတဲ့ကောလာဟာလာဒလင်တောင်ရန်ကုန်မြို့ကန်တွေဟာလမ်းပေါ်ကိုဆင်းနေကြပါလေ။မတ်လ29ရက်နေ့ည7:00နာရီနဲ့မိနစ်40ကျော်ကအချိန်မှာဒလင်ဒလင်တွေကြောင်းရန်ကုန်မြို့မှာရှိတဲ့မြို့နယ်ချို့မှာနေထိုင်တဲ့သူတွေဟာတိုက်ခန်းအောက်မှာဆင်းနေကြလို့သိရပါလေ။ကျွန်တော်ဆိုဆက်နိုင်ကြော်ဒီမဲအီတီဘန်နဲ့နေနေရတာပါ။ ဆန်နိုင်ခွဲလောက်မှမိကနဲအိပ်ပျော်သွားပါတယ်ဆန်နိုင်နဲ့မိနစ်90လောက်မှဘေးခန့်တွေကစုညံကုန်လို့လန့်လို့တာပါငရင်လောက်တာဆိုပြီးအောက်ကိုဆင်းကြပါတယ်ကျွန်တော်လဲဆင်းတော့အောက်ရောက်တော့လူတွေအကုန်လုံးအများကြီးရောက်နေကြပါပြီ ရှေ့မှာအကြီးသားငလျင်လှုပ်ထားတော့တခခုအတန်ကြားတာနဲ့အကုန်ပြေးဆင်းနေကြပါတယ်လို့ဘိုးထောင်မြို့နယ်မှာနေထိုင်သူတူကပြောပါတယ်အလားတူပဲတာဂရမြို့နယ်အနော်မှာရပ်ကွက်မှာနေထိုင်သူတွေကလည်း ဂလျင်သတင်းကြောင့်တိုက်ခန်းအောက်ကိုဆင်းနေကြကြောင်းသိရပါဗါတယ်။တာဂိရမြို့နယ်အနော်မှာရက်ကွက်မှနေထိုင်သူတို့ကလူတွေလွမ်းမောထွက်နေကြပါလေ။ငလျင်လှုပ်မှကြောက်ပြီးတော့တလန်းကိုအယောက်90လောက်ရှိပါတယ်။အခုထိလမ်းပေါ်မှာရှိနေတုံးပါပဲလို့တာဂိရမြို့နယ်မှာနေထိုင်သူတို့ကပြောပါတယ်။မတ်လ30ရက်မနက်တနားခွဲရောက်တိအချိန်ထိလဲရန်ကုန်မြို့တိမ်ပြူလန်းဝင်းကြီးမြောင်အောင်ရှိမှာငလျင်သတင်းကြောင့်ဘေးလွရာကိုလာရောက် တိန်းရှောင်တဲ့သူတွေလည်းများစွာရှိနေကြောင်းသိရပါတယ်။အလားတူပဲမြောက်ကလာပါမြို့နယ်ထရက်ကွက်မှာနေထိုင်သူတို့ကရော့ကတ်ထဲမှာညစတိတ်ရှိုးရှိတာကြောင့်ဆူညံနေပါတယ်။အဲဒီလိုမျိုးငလျင်တဲ့င်းကြောင့်အပြင်ထွက်နေကြတယ်ဆိုတာတော့မကြမ်းမိသေးပါဘူးလို့လည်းဆိုပါတယ်။